မင်္ဂလာပါရှင်မူတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရခိုင်ပြည်နယ်မှာလက်နက်ကန်တိုက်ပွဲတွေဖြစ်လာခဲ့တာဟာ2023ခုနှစ်နိုဝင်ဘာလတည်းကလက်ရှိချိန်ထိဖြစ်ပါတယ်အဲဒီကာလအတွင်းရခိုင်လက်နက်ကန်အဖွဲ့အစည်းဟာနာဇကတပ်တွေထိန်းချုပ်ထားတဲ့မြို့တချို့ကိုထိန်းချုပ်နိုင်ခဲ့ပြီးတော့၎င်းတို့ထိန်းချုပ်ထားတဲ့မြို့တွေမှာအုပ်ချုပ်ရေးလုပ်ငန်းတွေအကောင့်ထည့်ဖို့လုပ်ကိုင်နေရှိနေပါတယ်ဒါ့အပြင်ရခိုင်လက်နက်ကန် AA UNL အဖွဲ့ဝင်တွေရဲ့အလုပ်ရဟာ မျိုးတွေကိုမထိန်ချုံနိုင်ခင်ကပြောဆိုခဲ့တဲ့စကားတွေနဲ့နှိုင်းရှင်ရင်တော့အပြောတကြအလုပ်တကြဖြစ်လာနေပြီ။ရခိုင်လူမျိုးတွေကိုယ်တိုင်ဝေဖန်တုံ့ပြန်လာခဲ့ပါတယ်။အေးအေး UN အဖွဲ့ဝင်ကြီးဟာရခိုင်ပြည်သူလူထုအကျိုးစီးပွားတိုင်းကိုကျိုးစီးပွားရရှိရေးကိုဦးစားပေးလုပ်ကိုင်နေပြီးတော့ရခိုင်လူမျိုးအချင်းချင်းအပေါ်အကြောက်တရားနဲ့ဖိနှိပ်အနိုင်ကျင့်တာတွေဥပဒေမဲ့လှုံ့ဆော်တာတွေပုံမောများပြားလာတယ်လို့သိရပါတယ်။ဒေသဖိုင်းထဲမှာတော့အေးအေး UN အဖွဲ့ရဲ့အလုပ်ရက်တွေနဲ့ပတ်သက်ပြီးတော့ ရခိုင်နိုင်ငံရေးသမားတဦးရေးသားဖော်ပြထားတဲ့တင်တိရဲ့အေအေနဲ့မြေပြင်ကအေအေအကြောင်းကိုပြောပြပေးသမှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့ Moto Media Channel ကို Subscribe နဲ့ Like ရရှယ်လေးလုပ်ပေးပါအောင်ရှင်။ပရိသတ်ကြီးအညာမှာပသုံးလုံးတွေကအကြမ်းဖက်ကြတော့အညာသူအညာသားတွေကရခိုင်ပြည်ကိုအားကြတဲ့ UNAAA ကိုကျင့်ဝင်စည်းကမ်းလိုက်နာစည်းကမ်းတဲ့ တာဝန်ယူမှုတာဝန်ခံမှုရှိစီခြင်းတဲ့ကျွန်တော်ကတော့ပြုံးမိတာပါပဲရွှေချီတိုးအိတ်ထဲမစင်ဖြစ်ထားတာမှမသိကြတာပါသုံးလုံးနေအကျန်းဖတ်တယ်ဆိုတာ UNLAA အပြင်းပြေလေးချွန်တာလောက်ပဲရှိရခမ UNLAA ကရခိုင်လူတို့အပေါ်နေ့စဉ်နေ့တိုင်းအကျန်းဖတ်နေရပါတနေ့ရမဟုတ်တနေ့ရမှာရာဇဝတ်မှုတွေကျိုးလွန်နေရပါအင်တာနက်လိုင်းဖုန်းလိုင်းတွေပိတ်ထားတယ်ဆိုတာစီးရင်လုံဆောင်ရေးအတွက်လို့အကြောင်းပြပေးမယ်လက်တွေ့မှာတော့သူတို့ကျိုးလွန်သမျှတွေ ပြင်ပကိုမပေါက်ကြားရေးပါပဲ။ဘာကြောင့်ဒီလိုပြောနိုင်သလဲ။မီဒီယာတွေကိုဖိနှိပ်ထားတာကိုတက်တေထူရပါလိမ့်မယ်။ရခိုင်အခြေစိုက်မီဒီယာတွေဟာသူတို့ခွင့်ပြုတဲ့သတင်းကိုသာတင်ကြားရတာပါ။တနည်းအားဖြင့်သူတို့အတွက်လော်ဘီလုပ်ပေးနေကြရတာပါ။သူတို့ကျိုးလွန်နာကိုဖော်ထုတ်တဲ့မီဒီယာတွေကိုဆိုအပြည့်အတန်နှိပ်ကွပ်ပါတယ်။သတင်းတောက်တွေကိုအသေးအံလိုက်လံဖန်ဆီးပါတယ်။ဒါအပြည့်သူရဲ့ right to speak နဲ့ right to know ကို ပိတ်ပင်ထားတဲ့ဆိုရက်အခိုင်အလုံဆုံးတက်သေးပါပဲ။ အများထင်သလို UNAA ဟာကျင်းဝင်းတဲ့စေကံကိုလိုက်နာတဲ့အဖွဲ့အစည်းမဟုတ်ပါဘူး။ရခိုင်ပြည်သူတွေဟာ UNAA ရဲ့ကျူးလွန်မှုတွေအနိုင်ကျင့်မှုတွေမတရားပြုမှုတွေကိုရင်းကုန်နှုတ်ပိတ်အန်စိတ်ခံနေကြရတာပါ။မကန်မရက်နိုင်လို့တာဝန်ရှိသူအစင်းစင်ကိုတိုင်စားပေမဲ့ဘာမှအရေးမယူရက်ဖြစ်ရက်တွေအများကြီးပါ။ပြည်စင်အပေါ်စစ်ဆေးတာတော့မရှိပါဘူး။အထက်ကတာဝန်ရှိသူတွေကလည်းကျူးလွန်သူ UNAA အဖွဲ့ဝင်တွေဘက်ကသာရက်တည်ပြီးတော့အကာအကွယ်ပေးပါတယ်။ ဒီနည်းနဲ့နင်းကိုဂျိုတက်ပေးကြပါရယ်ပုံမိုဂျိုးလွန်ဖို့ရာအပေးအမြောက်ပြုကြပါရယ်ပြည်သူမှာအကူအစရာသတင်းမီဒီယာသာရှိပါရယ်ဒါပေမဲ့သတင်းမီဒီယာတွေကလည်းမဖော်ပြရရှဲဘူးဖော်ပြခဲ့ရင်ကာယကံရှင်ကိုရောသတင်းမီဒီယာကိုရောအရေးယူရကြမှာလူတို့ကိုရောမီဒီယာကိုရောအကြောက်တရားနဲ့ထိန်းချုပ်ထားတာပါပြည်တွင်းကမိသားစု မတရားပြုခံနေရတာကိုသိနေတာတော့ပြည်ပရောက်နေတဲ့မိသားစုဝင်ကဆိုရှယ်မီဒီယာမှာရင်မခွင့်ရှဲပါ ရှင်ခွင်းကရင်ပြည်တွင်းနေမိသားစုကိုဖမ်းဆီးနှိပ်စက်ပါတယ်။နောက်ဆုံး UNAA ရဲ့လွဲမားနေမှုတွေကိုထောက်ပြဝေဖန်ရင်တော့ဖမ်းဆီးနှိပ်စက်ပါတယ်။ဝေဖန်သူကရခိုင်ပြည်မရောက်နေရင်ပြည်တွင်းနေမိသားစုကိုဖမ်းဆီးပါတယ်။ဒါကြောင့် UNAA ရဲ့ကျူးလွန်မှုတွေမတရားပြစ်မှုတွေနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်မှာတိတ်မတွေ့ရဖြစ်ပါတယ်။မနေ့ကတော့ UNAA ရဲ့မတရားပြုမှု အကြမ်းဖက်မှုနဲ့ပတ်သက်ပြီးတော့ရခိုင်မျိုးသမီးငယ်တအူးလူမှုကွန်ရက်ပေါ်မှာရင်ခွင်းလာကိုတွေ့ရပါတယ်။ ဒီအမျိုးသမီးငယ်ဟာရဲရင့်လုံးနာထက်တီးခတ်နိုင်မှုအကုန်ဆုံးသွားတာလို့ထင်မြင်မိပါတယ်။အာကိုရာမရှိတော့လို့လောကကြီးကို တိုင်တီတာလို့ခံစားမိပါတယ်။ဖြစ်ရအချင်းကဒီလိုပါ။ဒီအမျိုးသမီးငယ်ရဲ့အကိုဖြစ်သူကို UNAAA ကခိုးမှုနဲ့ပတ်သက်ပြီးဆွဆွဲဖမ်းဆီးထားတာပါ။ဒါပေမဲ့ဖမ်းဆီးခံရတာသူ့တယောက်တည်းမဟုတ်ပါဘူး။မိဘနှစ်ပါးအပါအဝင် မိသားစု၅ယောက်ဖြစ်ပါတယ်။မိခင်ဖြစ်သူဟာလက်နေကြီးတန်းကြောင့်လမ်းတော်မလျှောက်နိုင်သူပါ။ ဖန်စီခရစင်တွေကကျန်တဲ့မိသားစုဝင်တွေကတွေးဆောင်ဖို့ရစူးစားခဲ့ပေမဲ့လုံးဝတွေးကမပေးပါဘူး။ဖန်စီချုံနောင်ထားတဲ့နေရာကိုတော့တီးခွင့်မပေးခဲ့ပါဘူး။ရှင်နေလဲငားခွင့်မပြုပါဘူး။အထက်တောင်ဝရှိသူတွေစီအကြိမ်ကြိမ်အတနာခံစားတင်ခဲ့ပေမဲ့လုံးဝအကြောင်းမပြန်ပါ။စော်ဆွဲခံမျိုးသားဖြစ်သူကိုတန်ချီခြင်းနဲ့ထားပါရယ်။နေ့စဉ်ရေထန်ခိုင်းနေမနေ့ကတော့ညီမဖြစ်သူစီကိုသတင်းစိုးတစ်ခုရောက်လာတယ်။ဖန်စီခံထားရတဲ့အကိုဖြစ်သူစုံပါသွားပြီဆိုတဲ့တဲ့မှာ ဆုံးပါသွားရတဲ့အကြောင်းရင်းကတန်ချီချင်းတန်လန့်နဲ့ရေထန်းနေစင်မှာ ULA အဖွဲ့ဝင် မောင်းတဲ့ကားကတိုက်လိုက်တာပါတဲ့ငါးလလုံးလုံးအဝေးတစ်ထဲကိုတစ်ခုနဲ့စင်ရဒုက္ခခံနေရတဲ့မိမနှစ်ပါးရှိမှာသားဖြစ်သူတေဆုံသွားရတာပါဒီလိုတေဆုံတာကိုလည်းကြံမိသားစုဝင်တွေကတကြိုတည်းနေ့မှသိရတာပါကားမောင်းတဲ့သူကဘယ်သူလဲလို့မေးမြန်းတဲ့အခါ ULA ဘက်ကတုံ့ပြန်တာကကားမောင်းသူဘယ်သူမှမသိပါဘူးဒါကြောင့်ငါးလလုံးလုံးချုပ်တီးမျိုးတိတ်ထားတဲ့ လေးမလီရဲ့သေးခံနိုင်မှုကုန်ဆုံးသွားပြီးတော့တရားမျှတမှုရှာပေးဖို့ရလူမှုကွန်ရက်မှာရှင်ဝင်လာဖြစ်ပါတယ်။ကလေးမလီက follower အသင်းတင်ရှိတာကြောင့်ရော UNAA ရဲ့ဖောက်ပြန်မှုတွေကိုသိလာတဲ့ပြင်ပရောက်ရခိုင်လူတုကဝန်ရံနာကြောင့်ရောလူမှုကွန်ရက်မှာအတော်ပြန့်ပွားသွားမှဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့အကိုဗိုလ်မှူးအေထွန်းကဒီကိစ္စကိုဆောင်ရွက်ပုံရပါတယ်။သူရေးထားတာကို SSU ပြီးတော့ဖော်ပြထားပါတယ်။ပထမ SS ကိုကြည့်ပါ။အောက်ကြီးမှာဖြစ်ပျက်နေသမျှကို သူဘာမှမသိဘူးလို့ဩခံလိုက်တာပါအထက်ကိုတက်လာတဲ့တိုင်ကြားစာတွေကိုလည်းသူတို့ဖက်ရှုစစ်ဆေးခြင်းမရှိဘူးဆိုတာကိုတက်တည်ပြလာတာပါနောက်ထပ် post တစ်ခုကိုသူထပ်တင်ပါတယ် SS မှာကြည့်နိုင်ပါတယ်သူရေးထားတာတွေကဘဝင်မကြကြရတွေအများကြီးပါကျွန်တော်ကောင်းနှုတ်ဖော်ပြပါမယ်စွတ်စဲခင်ရသူတည်ဆုံသွားလို့ဥပဒေကြောင့်အရာအမှုကိုပိတ်သိမ်းတော့မယ်ဒီဖော်ပြချက်အရာဆိုတည်ဆုံသူတည်တာစွတ်စဲခင်ရသူပေါ့ကျန်တဲ့မိသားစုလေးဟာစွတ်စဲခင်နေမဟုတ်ဘူးပေါ့ဒီတော့မေးပါရစီ ဘာမှမသက်ဆိုင်တဲ့မိဘနှစ်ပါးအပါဝင် မိသားစုလေးကိုဘာကြောင့်ဖမ်းဆီးထားတာလဲအဖေကရှင်းပါတယ်ကျန်တဲ့မိသားစုဝင်လေးဦးကိုပါဖမ်းဆီးချုပ်နှံပြီးစွပ်စဲခံရတဲ့တေဆုံးသူကိုအကြက်ကန်ဝန်ခံခိုင်းတာစွပ်စဲခံရသူဟာတန်တရားရှိသူမျှတာဖြစ်တယ်တရားခံမဟုတ်တရားခံမဟုတ်ဘဲနဲ့တန်ချေခြင်းခက်ကငါးလတတိဖမ်းဆီးချုပ်နှံထားခွင့်ရှိပါသလား UNA ဟာဥပဒေတိုင်မဆောင်ရွက်ဖေဥပဒေမဲ့ကျိုးလွန်နေတဲ့အဖွဲ့အစည်းဆိုတာဒီလောက်ရက်ကတည်တည်ခံနေပါတယ် ိုင်းမီးရဲ့ကောင်းမောင်းသူကလည်းထောင်ချနိုင်ခြင်းများတယ်။ထောင်ချနိုင်ခြင်းများတယ်လို့ပဲဆိုထားရနော်။ထောင်ချမယ်လို့အတိအကျပြောမှာမဟုတ်ဘူး။လေဆယ်ပြီးတော့လွတ်နိုင်သေးရဲ့ဆိုတဲ့သဘော။ဘာကြောင့်ဒီလိုပြောရလဲဆိုတော့မိသားစုဝင်တွေကိုပထမအဆုံးမေးမြန်းချိန်မှာကောင်းမောင်းသူကိုမသိဘူးလို့ UNA ကတာဝန်ရှိသူတွေကလိမ့်လည်ထားတယ်။ကလေးမလေးရဲ့တောင်းဆိုမှုဆိုရှယ်မီဒီယာမှာပြန့်နှံ့သွားမှကိုအေးထွန်းတို့ကပြပြင်ကို report တောင်းတာပါ။အဲ့ report ထဲမှာသာကောင်းမောင်းသူကလုံခြုံရေးတပ်သားဝင်းသေးစွာဖော်ပြလာတာပါ။ ရှေ့စကားနောက်စကားမညီညွတ်ဖဲစောက်ဦးကလေးကမယိုသားတဲ့တစုံတရာကိုဖုံးကွယ်ထားမယ်သိတာထင်ရှားစေပါတယ်။ report တွေမှာ break မကောင်းလို့တိုက်မိပြီးလမ်းဘေးထိုးစင်းလာကြောင်းဖော်ပြထားပြန်ပါတယ်။မြေပြင်ကမိသားစုဝင်တွေပြောတာကတော့တန်ချီချင်းခက်လျက်နဲ့ရေထန်းသွားရင်ဖက်နဲ့သေးချိုကျွတ်လို့ပြန်တက်နေစမှာအနောက်ကနေတက်တက်ဝင်တားလိုက်တာပါတဲ့။အမှုပြစ်စင်ကတော့ဝန်ခံလိုက်ညင်းလိုက်တန်တရားပြစ်စင်တွေပေါ်လာလို့ထက်စစ်စစ်လိုက်တည့်ရက်ခွင်မှာရှင်းနေချစ်ရက် တတ်တည်အဆောင်လေးနဲ့တရားသူကြီးရှေ့မှာစစ်ဆေးတာပါလားအချုပ်ခန်းထဲမှာရိုင်းနဲ့နှိပ်ဆက်ပြီးတော့ညှင်းပန်းပြီးစစ်ဆေးတာပါလားတွေးဆောင်ဖို့တစ်ချိန်တောင်းမှုတယ်အမှုကမိသားစုဝင်တွေပါအတန်တရားဖြစ်စရာအချိန်ဒီမှာရှိလို့တွေးခွင့်မပေးတွေးဆောင်ဖို့အချိန်ချင်းတောင်းဆိုထားတဲ့တတ်တည်ပဲသူ့မှာရှိကြမိသားစုဝင်ဘက်ကအတိအကျပြောထားပါတယ်တန်တရားဖြစ်လို့ဆိုပြီးကြံမိသားစုဝင်လေးဦးကိုပါဖမ်းဆီးထားပါသေးတယ်ပြေဆောင်ဖို့တောင်းဆိုသူတွေဟာအမှုဖြစ်ပြီးမှအဝေးကရောက်ရှိလာရင်မိသားစုဝင်တွေဖြစ်ပါတယ် အကြောင်းပြချက်ကစီလျော်မှုမရှိပါဘူး။မိသားစုတစ်ခုလုံးရဲ့လူကုန်တိတ်ခါကိုစော်ကားတဲ့စကားဖြစ်ပါတယ်။အမိန့်ချပြီးသားတရက်ခန့်ကိုတောင်ထောင်ဝင်စာတွဲခွင့်ရှိပါတယ်။အခုဟာစွပ်စွဲခံထားရတဲ့တန်တရားရှိသူမျှသာဖြစ်တယ်။ရွှေနေငါခွင့်မရတာကအမှုအပြက်သေးလို့ရွှေနေဆိုတာအမှုရင်ဆိုင်နေစင်မှာခြေပါဖို့အတွက်ငါရင်ရမဟုတ်ဘူးလား။စားတင်ဖန်းစည်းခံရချိန်တွေကငါခွင့်ရှာမဟုတ်ဘူးလား။အမှုပြက်သွားမှာတော့ရှင်းနေလို့သေးလို့လား။ ရခိုင်ပြည်မှာကိုချိုးမဲ့ရေကိုခက်ရတဲ့အခြေအနေတန်ချီချင်းတန်လန့်နဲ့တောင်အောက်စင်ပြီးတောင်ပေါ်ကိုရေတန်းတင်ရတာတနည်း၄ချိန်လို့ဝန်ခံထားတာကမြေပြင်က UNLA တာဝန်ရှိသူတွေကဖြတ်ပါတယ်။လက်တွေ့မှာဒီထက်ပိုးနိုင်ပါတယ်။ရေချိုးရုံအတွက်ပဲဆိုတောင်ချီမှာပဲချိုးခိုင်းလို့မရဘူးလား။ဒါပေမဲ့တည်ဆုံးသူဘက်ကတရားပြန်ဆွဲခွင့်ရှိလားမရှိဘူးလား။ရှေ့နေရှေ့ရနဲ့တိုင်းမင်မှာဖန်စီထုံအောင်ထားစီတည်ဆုံးရတာဟာဘယ်သူတွေမှတာဝန်ရှိပါသလဲ။ တာဝန်ယူမှုတာဝန်ခံမှုရှိပါစေကိုအေးထွန်း။ကဲအဆုံးသတ်နေကုန်ချုပ်ရအောင်။ ULA ရဲ့ကျူးလွန်မှုတွေဟာအောက်ကြီးအကြောင်းကြီးပဲဖြစ်ပွားနေတာမဟုတ်။ဘောကျုံထွန်မြန်နိုင်ရဲ့အကိုဘုံမူအေးထွန်းရဲ့ပြောစကားတွေအရာသူတို့ကိုယ်တိုင်ကမိုးချိုပစ်တာကိုထမ်းလင်းတဲ့ကာကိုစူးစမ်းနေကြောင်းပေါ်ရင်ထင်ရှားနေပါတယ်။မတရားမှုကိုဖုံးကွယ်ဖို့စူးစမ်းနေရဲ့ဒါကြောင့်ဖန်စည်းခံထားရဆဲဖြစ်တယ်။ဂျမ်မီသားစုဝင်လေးဦးနဲ့ပတ်သက်ပြီးတော့ဘလို့ဆုံးပြမလဲဆိုတာကိုစိုးရိမ်မိပါရဲ့ရှင်။စိုးရိမ်